ဒီအပင်မှာ20ပါပါလေ20ဆိုတဲ့ဟာဘလို့ကျွန်တော်တို့ကြည့်ရင်သိနိုင်လဲဆိုလို့ရှိရင်ပေါ့နော်ဒီကောင်ကအရင်တော့အရွက်ဟောင်းပေါ့နော်ဒီအရွက်ဟောင်းလေးကတော့ကြာသွားပါပေါ့အရွက်ဟောင်းကြာသွားရဲဆိုအရွက်ဟောင်းရဲ့ကြာနေတဲ့ဒါအရာပေါ့နော်အမှရွက်လေးပေါ့သူ့ဘက်ကနေစန့်ကျင်ဘက်မှာကျွန်တော်တို့အပင်တပင်အစ်စ်ထွက်နေတာပေါ့နော်အပင်တပင်အစ်စ်ထွက်လာတဲ့အတွက်ကြောင့်ဒါလေးကတော့တပင်ပေါ့နော်တစ်စစ်လို့သတ်မှတ်လို့ရပါတယ်တစ်စစ်လို့သတ်မှတ်လို့ရပါတယ် နောက်အောက်ဆုံးကတစ်စစ်ပေါ့နော်ဒီကောင်ကဒီကအောက်ဆုံးကအစစ်ရဲ့အမေပင်ပေါ့နော်အောက်ဆုံးကအစစ်ရဲ့အပင်တစ်ထွက်လို့ရမယ်ဒါနေရာပေါ့နော်မျက်စိလေးကိုတွေ့ရတာဖြစ်ပါတယ်ဆိုတော့အလွယ်မှတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ A rice ရဲ့နွယ်ပင်တွေမှာဆိုလို့ရှိရင်အမေပင်မှာအာပေါ့နော်အပင်တိုင်းမှာအစစ်တစ်စစ်ထွက်ပါတယ်နွယ်ပင်မှာအစစ်တစ်စစ်ထွက်ပါတယ်အမြင့်၃လေးချောင်းထွက်မယ်ပြီးလို့ရှိရင်ပေါ့အာဒီအပင်ကို ဟိုဘောနော်ဖြတ်ပွားလို့ရအောင်ပြီးအပင်တက်တက်ထွက်နိုင်မဲ့မျက်စိပေါ့အင်္ဂလိပ်လိုကျွန်တော်တို့ဆိုရင် notes ဆိုခေါ်ပါဘောနော် notes အမြဲပါပါတယ်ခင်ဗျာ philodendron နေမှာဆိုရင်တော့အများစုကတော့အညွန့်တက်မျက်စိကညွန့်တက်ထွက်နိုင်နေရာမျက်စိကတော့အမေဘေးအရွက်ရဲ့စန့်ကျင်ဘက်တွေမှာတရှိကြတာများပါတယ်ထို့အတွက်ကြောင့်ကျွန်တော်တို့ပင်ဖြတ်ပွားတဲ့အခါကျရင်တော့နည်းနည်းလေးတော့ခရီးဆိုင်ပေးရတယ်ပေါ့နော်။ဒီခါလေးကျရင်မျက်စိကိုတစ်ဖက်တစ်ချမ်းမှာရှိနေတဲ့အတွက်ကြောင့်အခက်မတင်းလို့ ညှက်မိလိုက်မယ်ဆိုလို့ရှိရင်မျက်စိပါသွားတာမျိုးကြီးဟိုကျွန်တော်တို့အရင်တော့ကြုံတွေ့ဘူးပဲပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းကြုံတွေ့ဘူးပါတယ်အဲတုန်းကဖြတ်ပွားဖြတ်တာပွားပြီမဲ့အတွေ့အကြုံအဲစနစ်တကျနဲ့ကျွန်တော်မဖြတ်ပွားခဲ့ဘူးတော့အာရှိရပါတော့